မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel ကနေကြိုဆိုလိုက်ပါရယ်စူဇန်တို့အခုခေတ်အခါမှာကျွန်တို့သိရတဲ့ information တွေတော့သိရတဲ့သတင်းအချက်အလက်တွေတချို့တော့အသိပညာတွေဆိုတာကတကယ်တော့လွယ်လွယ်ကူကူသိရှိခဲ့တာဒါမှမဟုတ်လို့ရှင်လဲပေါ့နော်အဲ့လိုမျိုးသိရခဲ့တာမျိုးမဟုတ်ပါဘူးဒီအသိပညာအတတ်ပညာတစ်ခုစီရရှိဖို့အတွက်ကို information တစ်ခုရရှိဖို့အတွက်ကိုဆိုလို့ရှင်စတေးခံခဲ့ရတဲ့သူတွေတက်ရှိတွေလိမ့်ဆန်လေးတွေအမြောက်အများရှိပါတယ် လူတွေပေါ်မှာတက်ရောက်နိုင်တဲ့ psychologically တက်ရောက်နိုင်တဲ့အရာတွေစသဖြင့်ဒါမှမဟုတ်လို့ရှိရင်လည်းဒီဆေးဟာဒီယောဂတွေကိုကုကုသပျောက်ကင်းနိုင်လားမပျောက်ကင်းနိုင်လားစသဖြင့်တော့အရာတွေအားလုံးဟာဆိုလို့ရှိရင်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကသက်ရှိတွေလူတွေစသဖြင့်ပေါ့နော်တိရစ္ဆာန်လေးတွေကိုသတိပြီးတော့ လီလာစံသက်ခဲ့တာဖြစ်ပါတယ်။စုစံဒီနေ့ပြပြမဲ့ case လေးကတော့အာနာအမိတ်အာနာတက်ရောက်နိုင်တဲ့သူတွေစသဖြင့်ဆရာဆရာမတွေမိဘတွေအဖိုးအဖွားတွေဒေါ်တွေကနေပြီးတော့ဒီလိုကလေးငယ်လေးတွေပေါ်မှာစကားနဲ့ပေါ့နော်ပြောတဲ့ပြောရည်ဟာ positive ပြောရင်တော့၎င်း negative ပြောရင်တော့၎င်းဘလို့တက်ရောက်နိုင်တယ်ဆိုတဲ့ဟာကိုသူတို့ဟာ research လုပ်ခဲ့ကြတယ်ဒီလိုမျိုးပေါ့နော် research လုပ်တယ်ဆိုလို့ရှိရင်သူဟာနှစ်ဖက်စလုံးကိုနှစ်ဖက်စလုံးကိုလေ့လာရတယ် အကောင်းတာပြောရင်ဘယ်လိုဖြစ်သွားမလဲမကောင်းတာပြောရင်ဘယ်လိုဖြစ်သွားမလဲဒီလိုလိလာမှုတခုဆိုလို့ရှိရင်ဟိုတို့မှာကြိုးကြိုးထွက်တဲ့အဖြေလည်းရှိတယ်ကောင်းကြိုးထွက်တဲ့အဖြေလည်းရှိရယ်ပေါ့နော် ဒီ student ဒီနေ့ပြပြမဲ့ case မှာဆိုလို့ရှင်เนาะအဲ့ဒီ study ပေါ့เนาะဒီလေးလာမှုကို monster study လို့သူကနာမည်ပေးထားပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင်ဘာမှအပြစ်မရှိတဲ့ကလေးလေးတွေပေါ်မှာဒီစမ်းသပ်မှုကြောင့်မလို့သူတို့ရဲ့ဘဝတွေမှာထိခိုက်သွားတဲ့အရာတွေရှိပါတယ်ပိုဆိုးတာကသူတို့ဟာဒီစမ်းသပ်ခံရတဲ့သူတွေကိုအတိပေးခြင်းကွန်ပျူတာတောင်းခြင်းစသဖြင့်သူတို့ကိုအတိမပေးဘဲနဲ့သူတို့ကိုဒီလိုစမ်းသပ်မှုတွေပြုလုပ်ခဲ့ရဲဆိုတာပါပဲ Professor Dr. Wanda Johnson ဆိုတဲ့လူတယောက်ဟာဒီလိုပေါ့ကလေးတွေဟာစကားချစ်တယ်ပေါ့နော်အဲ့လိုစကားချစ်တဲ့ကလေးတွေဟာတဘာဝအလျောက်စကားချစ်တာလားဒါမှမဟုတ်လို့ရှိရင်ဒီသူတို့ရဲ့ပေါ့နော်ဒီငယ်ရွယ်တဲ့အချိန်မှာသူတို့ ਨੇ ထိတွေ့မှုအများဆုံးရှိတယ်မိဘတွေဒါမှမဟုတ်လို့ရှိရင်လည်းမိဘမဲ့ဆိုမိဘမဲ့ကလေးဆိုလို့ရှိရင်လည်းသူတို့ရဲ့ကျောင်းဝဆရာဆရာမတွေကြောင့် သူတို့ရဲ့ဒီစကားထစ်သွားတဲ့အရာဟာတရားမှုရှိရလားဆိုတော့သူကစမ်းသက်ချင်ကြတယ်။အဲ့ခါမှာသူကတကယ်ပေါ့နော်ဒီလိုမိဘရှိတဲ့သူတွေအုတ်ထင်းသူရှိတဲ့သူတွေကိုသွားပြီးစစ်ဆေးမယ်ဆိုရင်သူတို့ကွန်ပျူတာတွေတောင်းရမယ်။တကယ်လို့ဒီဒီစမ်းသက်စစ်ဆေးမှုကြောင့်ပေါ့နော်မကောင်းတဲ့ဆိုးဝါးတဲ့တရားမှုတွေရှိလာခဲ့လို့ရှိရင်လည်းရော်ကြီးပေးရမှာမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းအာဒီမိသားစုတွေကလက်ခံပါတယ်ဆိုတဲ့ဟာတွေကိုသဘောတူညီချက်တွေယူရမယ်။သူသူကိုကိုဆိုးချိုးထွက်နိုင်တဲ့အရာတွေမှာဘယ်သူမှတော့ကိုသားသမီးကိုခွင့်ပြုမှာမဟုတ်ဘူး။ ူးအဲ့တော့သူတို့ဟာသူတို့ရဲ့ target ကိုဘသူတွေစီကိုဥတီခဲ့လဲဆိုလို့ရှိရင်သူတို့ကိုကာကွယ်ပေးမယ်သူတို့ကိုကူညီဆောက်ရှောက်မယ်မိဘမရှိတဲ့မိဘမဲ့ချောင်းကမိဘမဲ့ကလေးလေးတွေပေါ့ ဦးတည်ခဲ့ပါတယ်။ဒီ Professor Wendell Johnson မှာဆိုလို့ရှိရင်သူ့မှာတပည့်တစ်ယောက်ရှိတယ်ပေါ့နော်။အဲ့ဒီတပည့်တစ်ယောက်ကိုဒီစံသက်စစ်ဆေးမှုအတွက်ကိုတာဝန်ပေးခဲ့တယ်။ thesis လုပ်ဖို့တာဝန်ပေးခဲ့တယ်။သူ့ရဲ့နာမည်ကတော့ Mary Tudor လို့နာမည်ရပါတယ်။စံသက်စစ်ဆေးမှုအတွက်ကိုတကယ်ကိုလိုအပ်မဲ့အစီအစဉ်တွေကိုအသေးစိတ်စီစဉ်ခဲ့ပါတယ်။ပြီးလို့ရှိရင်သူကဒီမိဘမဲ့ချောင်းကိုသွားတယ်သွားပြီးတဲ့အခါမှာစကားထစ်နေတဲ့စကားချစ်ဆပြုတ်လာတဲ့ကလေးလေးတွေ၁၀ယောက်ရဲ့လုံးဝစကားထစ်တဲ့ အာဘောနော်လက္ခဏာမရှိဘူးစကားကောင်းကောင်းပြောနိုင်တယ်ဒီလိုမျိုးဒီစကားပြောတဲ့နေရာမှာရေးရေးလဲလဲပြောနိုင်တဲ့ကလေး22ယောက်ကိုရွေးချယ်ခဲ့တယ်အဲ့တော့အားလုံးပေါင်းကလေး22ယောက်ကိုရွေးချယ်ခဲ့တယ်မိဘမိအကြောင်းကိုသူကဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီကလေးတွေကို speech therapy လုပ်ပေးမယ်ပေါ့နော် speech therapy ဆိုတာဒီလိုစကားပြောရင်းနဲ့ကလေးတွေရဲ့စိတ်ခံစားချက်တွေစိတ်ဒဏ်ရာတွေကိုပိုကောင်းလာအောင်သူတို့က ပြူစုပြိုးထောင်ကုသပေးမယ်ဆိုပြီးပြောခဲ့တယ်။1939ခုနှစ်မှာဆိုလို့ရှိရင်ဒီ thesis ကိုလုပ်မဲ့သူဒီစံတတ်မှုကိုဦးဆောင်ပြီးလုပ်မဲ့သူ Miss Mary Tudor ဆိုလို့ရှိရင်ဒီ Iowa မှာရှိတဲ့မိဘမယ်ចောင်းစီကိုသူ့မှာတကယ်ကိုတည်တည်ချာချာအသေးစိတ်စီစဉ်လာတဲ့အစီအစဉ်တစ်ခုရဲ့ကလေးတွေပေါ်မှာစံတတ်မဲ့ဒီစကလုံးအတုံးလုံးတွေရဲ့ကိုတည်တည်ချာချာစာအုပ်ထဲမှာချမှတ် ရေးသားပြီးတော့သူဟာရောက်လာခဲ့ပါတယ်။သူရွေးချယ်ထားတဲ့ကလေး22ယောက်ကိုအဖွဲ့၄ဖွဲ့ဖွဲ့ခဲ့တယ်ပေါ့နော်။ အဲ့ဒီ22ယောက်မှာဆိုရင်10ယောက်ကစကားထစ်တဲ့ကလေးဖြစ်တယ်ပြီးလို့ရှိရင်လည်းအခြေအနေအမျိုးမျိုးနဲ့စကားထစ်နေကြတယ်အရန်ကိုစကလုံးပေါ်လို့စကားတချောင်းဝအောင်ဖျက်ဖြောင်းပြောလို့မရအောင်စကားထက်တဲ့သူတွေကနေစကားစပြောတဲ့အချိန်လေးပဲထစ်ပြီးတော့နောက်ပိုင်းမှာကောက်ကောက်မမွန်ပြောနိုင်နဲ့အာပေါ်တော့ထစ်တဲ့အနေထားလောက်ပဲရှိတဲ့ကလေးတွေလည်းပါသလိုဘာမှပြဿနာမရှိတဲ့သူရေပက်မဝင်အောင် ပြောတဲ့ကလေးတွေလည်းပါတယ်ပုံမှန်စကားကိုပြောဆိုဆက်ဆံတတ်တဲ့ကလေးတွေလည်းပါတယ်အဲ့လိုအနေထားမျိုးစုံကကလေးတွေပါပါတယ် ဲ့တော့ကလေးကိုသူကဘယ်လိုဖွဲ့လဲဆိုလို့ရှိရင် 1A ဆိုပြီးတော့အဖွဲတစ်ဖွဲဖွဲ့လိုက်တယ်အဲ့ 1A မှာကလေး9ယောက်ပါတယ်အဲ့ကလေး9ယောက်ဆိုတော့တကယ်တော့စကားထစ်တဲ့ကလေးတွေပြီးတော့အသက်အရွယ်ဆိုလို့ရှိရင်လည်း9နှစ်ကနေ15နှစ်အတွင်းမှာအသက်အရွယ်အမျိုးမျိုးပါတဲ့ကလေးတွေဖြစ်တယ်သူတို့ကငိုတဲ့အစကားဖြစ်တယ်ဒါပေမဲ့မယ်ရီဟာသူတို့နဲ့စကားပြောတဲ့အခါမှာနင်တို့စကားပြောတာပုံမှန်ပဲနင်တို့မထစ်ပါဘူးနင်တို့ပြောတာအဆင်ပြေနေတာပဲဥစားနင်တို့ စကားမထစ်ဘူးမသိတာဘူးနင်စကားထစ်လိုက်မနောင်ကသတိမထားမိလိုက်ဘူးစသဖြင့် positive ဖြစ်တယ်အားပေးတယ်သူတို့ကိုကျင်ကျင်နာနာနဲ့သူတို့ရဲ့ဒီစကားထစ်တာဟာအပြစ်မဟုတ်ဘူးအားနည်းချက်မဟုတ်ဘူးသူတတိထောင်မထားမိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုဆက်ဆက်တယ်နောက်ထပ်တစ် group ကကြတော့ 1B အဲ 1B ကလည်းတကယ်တော့စကားထစ်တဲ့ကလေးတွေ9ရောက်ပါတယ်စူဇန်ပြောသလိုပဲအသက်9နှစ်ကနေ15နှစ်အတွင်းအသက်တွေမျိုးစုံပါတယ်သူတို့ရောဘယ်လိုမျိုးလဲဆိုရင်အမှန်ဝအမှန်တိုင်းဆက်ဆက်နေ ဟုတ်တယ်နင်တို့ကစကားထင်နေတယ်ဟုတ်တယ်နင်စကားနင်တို့စကားထစ်တာအောင်ငါသတိထားမိတယ်နောက်ဟုတ်ကိုအဟုတ်တိုင်းအမှန်ကိုအမှန်တိုင်းပြောတယ်သူ့ကိုပြောတဲ့အခါမှာပြုတ်သဘောဆောင်တဲ့စကားလုံးတွေမပါဘူးအားပေးတဲ့စကားလုံးတွေမပါဘူးနှစ်သိမ့်တဲ့စကားလုံးတွေမပါဘူးနောက်ပြီးလို့ရှိရင်နောက်ထပ် 2A ဆိုတဲ့အဖွဲတစ်ဖွဲကိုဖွဲ့တယ်။အဲ့ဒီ 2A မှာကျတော့ចောင်းသား6ယောက်ပါတယ်။အသက်က9နှစ်ကနေ15နှစ်ကြာဒီကလေးတွေဟာအစအပိုင်းမှာလုံးဝစကားမထစ်တဲ့ကလေးတွေ။မင်းရင်ဖြေနိုင်တဲ့စကားထစ်ခြင်းလုံးဝမရှိတဲ့ အနေထားကနေပြီးတော့လုံးဝရေပတ်မဝင်အောင်စကားပြောကျွမ်းကျင်တဲ့ကလေးမျိုးစုံပါတယ်။သူတို့အဖွဲ့ကို 2A လို့နာမည်ပေးထားပြီးတော့သူတို့ကိုဘာပြောလဲဆိုလို့ရှိရင်နင်တို့တွေကစကားထစ်ဆပြုလာပြီနော်။နင်တို့စကားပြောတာအောင်ငါလေ့လာရရဲဆိုရင်နင်တို့ဟာမကြခင်မှာစကားထစ်တော့မှာထင်းငော့နေတဲ့ပုံစံနဲ့ငါတွေ့နေရတယ်နော်။ပြီးလို့ရှိရင်နင်တို့စကားမထစ်ပဲမပြောတတ်ဘူးလား။ဘလောက်ထိပြောလဲဆိုရင်နင်တို့တကယ်လို့စကားမထစ်ပဲ ပြောနိုင်ရင်လုံးဝမပြောဘဲပါဇက်ပိတ်နေတာအကောင်းဆုံးပဲမဟုတ်လို့ရှိရင်နင်တို့သူများတွေကိုနင်တို့စကားထစ်တာလေလူတွေတိကုန်နေမယ်နင်တို့တော်တော်ကြီးစကားထစ်ဆပြုလာပြီဆိုပြီးစပြီးတော့ဒီ negative တွေပေါ့နော်စူပူတဲ့ဘက်ကိုသွားတယ်ညိုညင်တဲ့စကားလုံးတွေပါတယ်နောက်ပြီးလို့ရှိရင် ူတို့ကိုအဖြစ်တင်တဲ့စကားလုံးတွေပါတယ်အဲ့လိုလုပ်တဲ့အခါကျတော့ကလေးတွေဟာတဖြည်းဖြည်းနဲ့သူတို့ရဲ့စိတ်ဓာတ်တွေဟာစိတ်ခံစားချက်တွေဟာတဖြည်းဖြည်းနဲ့ပျက်စီးလာတယ်စိတ်ဓာတ်တွေကျလာတယ်နောက်ပြီးလို့ရှိရင်စိတ်တွေအလိုပေါ်တော့မတည်မငြိမ်ဖြစ်လာတယ်ပူပန်မှုတွေများလာတယ်ဘလောက်ထိဆိုးလာလဲဆိုရင်သူတို့ဟာတကယ်တမ်းပုံမှန်စကားပြောနိုင်တဲ့ကလေးတွေဟာအခုဆိုရင်တခြားသူနဲ့စကားပြောရမှာကိုကြောက်တယ်ရှက်တယ်ကိုကိုကိုယုံကြည်မှုမရှိတဲ့အထိဖြစ်လာတယ်နောက်ပြီးရင်သူတို့ဘလောက်တောင်မှဒီလိုမျိုး brain wash လုပ်တဲ့စကားလုံးတွေပါလဲဆိုရင် ဟိုမာကြီးဟိုအဖွဲ့ကိုကြည့်တွေ့လားစကားထစ်တဲ့ကလေးတွေသူတို့တပိုင်းမှာလဲနင်တို့လိုပဲစကားဆထစ်မဲ့လက္ခဏာတွေအရင်တွေ့ရတယ်ပြီးတော့မှသူတို့ဟာအဲ့လိုစကားထက်သွားတာအဲ့တော့နင်တို့ကလည်းမကြခင်စကားထက်တော့မှဆိုပြီးတော့ဒီလိုမျိုးယုံကြည်ချက်တွေရိုက်ချိုးတဲ့အပြင်ကိုမှားယွင်းတဲ့ information တွေကိုပါအမှန်မှဆိုပြီးတော့ သူ့ရဲ့ဆရာဆိုတဲ့အနေအထားလူကြီးဆိုတဲ့အနေအထားသူတို့ကို therapy လာလုပ်ပေးနေတဲ့သူဆိုတဲ့အနေအထားအာဏာတွေကိုသုံးပြီးတော့ကလေးတွေကိုဒီလို false information နဲ့ information အမှားတွေကိုအုံနောက်ထဲနှလုံးသားတွေကိုရိုက်သွင်းတယ်ဘလောက်ထိရက်ဆက်တဲ့လောက်ရက်လဲပေါ့နော်ဒါဟာစမ်းသပ်မှုတစ်ခုဆိုပေမဲ့ဒီကလေးလေးတွေအသက်9နှစ်ကနေ15နှစ်အတွင်းမှာရှိရဲ့ကလေးတွေဟာ ဘလောက်တောင်သူတို့ဝမ်းနေမလဲပြီးရင်သူတို့ကိုဒီလိုမျိုးပြစ်တင်နေညှို့ညင်နေလေတဲ့သူတို့ဟာအမားလုံးအမားတခုခုကိုလုံးမိနေပါတယ်ဆိုပြီးတော့ဒီလိုဝေဖန်ခံရတဲ့လေတဲ့နဲ့ဆက်ဆံပြောဆိုခံနေရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဒီကလေးလေးတွေဟာဘလောက်တောင်မှပေါ်တော့စိတ်ညစ်နေမလဲဘလောက်တောင် stress တွေဖြစ်နေမလဲနောက်ပြီးနောက်ထပ်6ယောက်ကိုကြာတော့ to b ဆိုပြီးတော့ဖွဲ့ဖွဲ့ထားတယ်သူတို့မှလည်းအဲ့လိုပဲအသက်9နှစ်ကနေ15နှစ် တွေမှာရှိတဲ့ကလေးတွေပါတယ်သူတို့ကိုကြတော့နင်တို့စကားပြောတာပုံမှန်ပဲစကားပြောတာပုံမှန်ပဲဘာမှလည်းအမှားမရှိဘူးနင်တို့ကောက်ကောက်ပြောနိုင်တယ်အဲ့တော့ဒီစမ်းတတ်မှုမှာဆိုလို့ရှိရင်ဒီ to b ဆိုတဲ့အဖွဲ့ဟာတယောက်မှုမရှိဆုံးအဖွဲ့ဖြစ်တယ်သူတို့ကငိုရဲကလည်းစကားကောက်ကောက်ပြောနိုင်တယ်သူတို့စကားပြောနိုင်တယ်ဆိုတာကိုလည်းဒီဆီယာမမယ်ရီကလက်ခံပြီးတော့ဟုတ်တယ်နင်တို့ကောက်ကောက်ပြောနိုင်တယ်ဆိုပြီးတော့အတီးပြုတ်ပေးတယ်ဆိုတော့သူတို့ဟာဘာမှတယောက်မှုမရှိတဲ့အဖွဲ့ n a ကြတော့လေ သူတို့ဟာစကားဖြစ်ပြီးသားကလေးတွေဒါပေမဲ့သူတို့ကိုဒီလို positively ပေါ့နော်ကောင်းတာတွေပြောအားပေးတဲ့တကြောင်မျိုးသူတို့ဟာသူတို့စကားပြောရမယ့်ဟာမှာ confident နေရှိလာမယ် a 1 a ကတော့ဒီလိုကောင်းတဲ့အကျိုးကျေးဇူးတွေရမယ်ဒီစမ်းသပ်မှုမှာဆိုလို့ရှိရင်ညံ့နာသွားတဲ့အဖွဲမှာအညံ့နာဆုံးကတော့2 a ကလေးတွေအညံ့နာဆုံးဖြစ်တယ် လုံးဝစကားမထစ်ပဲနဲ့သူတို့ဟာစကားထစ်တဲ့ကလေးတွေစကားပြောမကျွမ်းကျင်တဲ့ကလေးတွေဆိုပြီးတော့စိတ်ထဲမှာဖြစ်သွားစေတယ်။နောက်ပြီးဒုတိယနစ်နာတာကတော့ 1B အစတည်းကစကားထစ်ထားပြီးသားကလေးတွေဒါပေမဲ့သူတို့အားပေးနှွေးထွေးပြီးတော့ကူညီပြီးတော့ဘောနောပို့တိုးတက်အောင်မလုပ်ပဲနဲ့သူတို့ကို နင်တို့ကမှားတယ်နင်တို့ကမကောင်းဘူးနင်တို့ကညံ့နေဆိုပြီးတော့ထပ်ပြီးတော့ပေါ့နော်သူတို့ရဲ့အားနည်းချက်ကိုပို့ထောက်ပြခံရတဲ့အဖွဲလေးဖြစ်တယ်။မယ်ရီရဲ့စံသက်ချက်ဟာဆိုလို့ရှိရင်ငားလာတတီဒီကလေးတွေအပေါ်မှာလှုပ်ခဲတယ်ပေါ့နော်။ပြီးနှစ်ပတ်တခါကလေးတယောက်ချင်းစီနဲ့သူဟာ45မိနစ်တတီစကားပြောခဲ့တယ်။အဲ့တော့ဒီလို1 to 1ကလေးတွေကိုတွေ့တဲ့အခါမှာဒီလို positively အားပေးရမယ့်ကလေးကိုလည်း45မိနစ်လုံးလုံးအားပေးပြီးတော့ကောက်ကောက်မွန်မွန်ပြောတော့သူကလည်းဒီ session ပြီးသွားရင်ပိုပြောလာတယ်ပိုပြီး confident ရှိလာတယ်ပိုပြီးတော့ တက်ကြွလန်းဆန်းပြီးတော့ပြောရဲဆိုရဲဖြစ်လာတယ်။အဲ့ဒီလိုပဲเนาะ 1B နဲ့ 1B နဲ့ 2AR ကလေးတွေကြတော့ဒီလို45မိနစ်ဒီဆီယာမမယ်ရီနဲ့စကားပြောပြီးရင်ပူပြီးစိတ်တက်တွေကြလာတယ်။ပူပြီးတော့လူတွေနဲ့စကားမပြောရဲတော့ဘူး။ပူပြီးတော့တယောက်တည်းငင်းငင်းငငိုင်းနေလာတယ်။အဲ့တော့ဒီ9လဆိုတဲ့ဒီစံတက်မှုကာလမှာဒီလိုနှစ်ပတ်တခါတွေ့ရင်းနေ၁၀ချိန်လောက်အတွင်းမှာတင်ကိုကလေးတွေရဲ့ စိတ်တွေစိတ်အနေထားတွေအမူအကျင့်တွေ confidence တွေအကုန်လုံးဟာတကယ်ကိုအများကြီးပြောင်းလဲသွားတာကို Mary ကသတိထားမိတယ်ဆိုပြီးသူ့ရဲ့ report ထဲမှာရေးထားပါတယ်။သူတို့ရဲ့ဒီစမ်းသပ်ချက်မှာ Monster Study မှာဆိုရင်သူတို့ဟာအရက်ဆက်ဆုံးနဲ့အဆိုးဝါးဆုံးဆက်ဆံတာဟာ 2AR ကလေးတွေကိုပါ။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့စမ်းသပ်ချက်မှာဆိုလို့ရှိရင် 2AR ကလေးတွေဟာဒီလူတွေရဲ့ဆိုးဆိုးဝါးဝါးအပြစ်တင်ပူပန်ပြီးတော့ဒီလိုမျိုးပေါ့နော်သူတို့နှိမ့်ချပြောဆိုတာရဲ့ အစိုးဝါဆုံးတက်ရောက်မှုဟာဘလောက်အခြေအနေတီဖြစ်သွားမလဲဆိုတာကိုသူတို့ကအဖြေကိုလိုအပ်တာမို့လို့သူတို့နဲ့စကားပြောမယ်ဆိုလို့ရှိရင်တွေ့တဲ့တွေ့တဲ့အခောက်တိုင်းမှာနင်တို့ရဲ့အခြေအနေဟာအရင်တစ်ခေါက်တည်းအများကြီးပိုဆိုးလာပြီပြီးလို့ရှိရင်တခြားကလေးတွေအားတောင်မှနင်ကိုနင်တို့စကားပြောတာထစ်တယ်လို့ပြောနေပြီနင်တို့စကားပြောတာတအားအခြေအနေဆိုးနေတာကိုလူတွေကသတိထားမိလာပြီပြီးလို့ရှိရင် ပေါ့နင်တို့ငါအရင်စိတ်ပူမိတယ်နင်တို့ဒီပုံစံတိုင်းဆိုရင်တော့နင်တို့ကတော့သွားပါပြီစသဖြင့်ခံစားချက်တွေ confident နေကိုရိုက်ချိုးတဲ့စကားတွေကိုပဲအမြဲတမ်းထက်ခါထက်ခါပြောခဲ့ပြီးတော့ဒီကလေးတွေရဲ့ဒီစိတ်ကိုရိုက်ချိုးပြကြည့်တယ်ပေါ့နော်ဘလောက်ထိဒီကလေးတွေဟာစိတ်ဒဏ်ရာတွေရသွားမလဲဆိုတော့အောင်စမ်းသက်တယ်ဒီလိုလုံးရတာကလည်းသူတို့ရဲ့ဒီ monster study ရဲ့အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်သူတို့ရဲ့၅လကြာဒီ monster study ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင် 2AR ကလေးတွေဟာဆိုလို့ရှိရင်ဘလူရောင်ဖြစ်သွားလဲဆိုရင် လုံးဝစကားမပြောတော့ဘူးပြီးလို့ရှိရင်သူ့ကိုစကားပြောခိုင်းလို့ရှိရင်ဒီလိုမျက်နှာကြီးလွှဲပြီးတော့မျက်နှာကိုအုပ်ထားပြီးတော့စကားမပြောချင်ဘူးခေါင်းကြီးပဲခါနေတယ်အဲ့လိုအထီးပါဖြစ်လာတယ်အရင်တော့ကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတွေပိုင်းနဲ့အဲ့လိုစကားတွေပိုင်းဖောင်ဖွဲ့ပြီးပြောရင်အခုမေးတဲ့အခါမှာငါ तू နဲ့စကားမပြောဖြစ်တာကြာပြီးစသဖြင့်အဲ့လိုတွေပါဖြစ်လာတယ်တချို့ကလေးတွေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော် ဒီသူတို့ရဲ့မိဘမဲ့အကြောင်းကနေပြီးတော့ထွက်ပြေးတဲ့အထိပါဖြစ်လာခဲ့တယ်။သူတို့ရဲ့ဒီဆန်းတက်မှုမှာဆိုလို့ရှိရင်ဒီ9နှစ်အရွယ်ဆိုတာအရင်နှုတ်ငယ်တဲ့ကလေးလေးတွေရဲ့စိတ်ခံစားချက်ကိုပါသူတို့ကဒီလိုမျိုးဆန်းတက်ခဲ့ရဆိုတာတအားကိုရက်ဆက်တယ်ပေါ့နော်။သူတို့စိတ်ထဲမှာသူတို့ဘာမှမသိဘဲနဲ့ဘလောက်တောင်စိုးရိမ်ပူပန်မှုတွေများနေခဲ့မလဲပေါ့နော်။ပြီးတော့နောက်တစ်ခါကျတော့လေဒီလိုမျိုးအသက်15နှစ်လောက်ရှိတဲ့ဆယ်ကျော်သက်တည်အထိပါ authority ရှိတဲ့ figure မိဘဆရာသမားထားပါတော့ဖို့ဖွား သူတို့ရဲ့အုတ်ထင်းသူတွေဇီယာစကားဟာသူတို့ပေါ်မှာတက်ရောက်မှုတွေအများကြီးရှိနိုင်တယ်ဆိုတာကိုတက်တည်ပြလိုက်တဲ့ study တစ်ခုလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ငားလာကြတဲ့အခါမှာသူတို့ရဲ့ study ကပြီးသွားတယ်။ A1 ကကလေးတွေအကုန်လုံးဟာအရင်လုံးကလောက်တောင်စကားမထစ်တော့ဘူး။ပို့ပြီးတက်တက်ကြွကြစကားပြောလာတယ်။ပို့ပြီးတော့စကားပြောတာက confidence ရှိလာတယ်။ 1B ကကလေးတွေကကြတော့စကားထစ်မြဲထစ်ဆဲပဲ။ဒါပေမဲ့သူတို့ကို encouragement ပေါ့နော်။အားပေးတဲ့စကားတွေနော်ပြလို့ရှိရင်ဒီလိုမျိုးပေါ့ positive စကားတွေမပြောတဲ့တစားမျိုးသူတို့ဟာပို့ပြီးတော့စကား ထစ်သွားတယ်။သူ့အေရကလေးတွေကတော့အဆိုးဝါးဆုံးတက်ရောက်မှုဖြစ်သွားတယ်။စကားလုံးဝမပြောတော့တဲ့ကလေးတွေ၊စကားပြောရမှအရန်ကြောက်သွားတဲ့ကလေးတွေ၊ confident လုံးဝမရှိတော့တဲ့ကလေးတွေပြီးရင်အတန်းထဲမှာသူများအိမ်နဲ့ပြောဆိုဆက်ဆံတာမလုပ်ဘဲနဲ့အရန်ငြိမ်ကုပ်သွားတဲ့ကလေးတွေဖြစ်သွားတယ်။ဒီလိုမျိုးကြီးစကားထစ်သွားတာမျိုးမဟုတ်ပေမဲ့သူတို့ရဲ့ confident တွေလုံးဝမရှိတော့ဘူးဖြစ်သွားတယ်ပေါ့နော်။နောက်ဆုံးတစ်ဖက် 2B ကတော့ဘာမှတရားမှုမရှိဘူးသူတို့ဟာဒီတိုင်းပဲအရင်လိုပဲပျော်ပျပစကားကိုကောက်ကောက်မမွန်ပြောနိုင်စေအဖွဲဖြစ်ပါတယ်သူတို့ရဲ့ research ပေါ့နော်ဒီ monster study ဟာဆိုလို့ရှိရင်9လကြာကြတဲ့အခါမှာပြီးဆုံးသွားပြီဒါပေမဲ့သူတို့ကဒီလိုမျိုး computer တွေမတောင်းတာပဲနဲ့ဒီလိုမိဘမဲ့ကလေးတွေပေါ့မှာဒီလိုစိုးဝါးတဲ့တရားမှုတွေရရှိနိုင်တဲ့ဒီလိုလေ့လာမှုကိုလုပ်ခဲ့တဲ့ကြောင့်မို့သူတို့ကဒါကြီးကိုလူတွေကိုချပြလို့မရဘူး အဲ့တော့သူတို့ဟာသူတို့ရဲ့တက်တူတွေဟာသူတို့ရဲ့ဒီလိုမျိုးပေါ့နော်စာရွက်ဆိုင်နေထိမ့်သိမ့်နေဟာတွေမှာပဲဒီ research ကိုလုံးဝတင်ထားလိုက်တယ်။နောက်ပြီးတော့ဒီမိဘမဲ့ကြောင့်ဟာဒီကလေးတွေဟာပေါ့နော်သူတို့သိထားတာဒီလိုမျိုး speech therapy နားထောင်ပြီးတဲ့အခါလုပ်ပြီးတဲ့အခါမှာတချို့တွေဟာတော်တော်ကြီးကို depressed ဖြစ်နေတယ် depression တွေဖြစ်နေတယ်ဆိုတော့ဒီ professor ကနေပြီးတော့ဒီ Mario နောက်တစ်ခေါက်မိဘမဲ့ကြောင့်တော့သွားပြောင်းမှာသွားတယ်။နင်းသွားသွားပြီးတော့ဒီကလေးတွေကို positive တွေပြောကြည့်အားပေးပြီးတော့သူတို့ကိုပြန်ပြီးတော့အရင်အတိုင်း ဒီ conflict နေရှိလာအောင်စကားပြောရဲသွားအောင်ပြန်သွားပြီးတော့လေ့ကျင့်ပေးလိုက်ပါဆိုပြီးခိုင်းတယ်။ Mary ကလည်းသွားခဲ့တယ်။သူ၃ချိန်တိတိသွားခဲ့တယ်လို့ပြောပါတယ်။တစ်ချိန်တိုင်းမှာလည်းဒီလိုမျိုးစိုးဝါးတဲ့တယောက်မှုရှိသွားတဲ့ကလေးတွေကိုသူကတယောက်ချင်းစီခေါ်ပြီးတော့အဲ့အချိန်မှာမှသူကအားပေးစကားတွေဒီလိုမျိုးပေါ့နော်ကောင်းမွန်တဲ့စကားတွေပြန်ပြီးတော့ပြောတယ်။ဒါပေမဲ့အရာရာဟာနောက်ကျသွားခဲ့ပြီ။ तू အခုချိန်မှာမှတကယ်တမ်းအော်မစိုးပါဘူးနင်စကားပြောတာငါအခုသတိထားမိတာတော်တော်အစဉ်ပြေလာပြီတော်တော်တိုးတက်လာပြီတည်လားနင်နင်ပြောတာတော်တော်ကြီးကိုတွက်လာပြီနင်စကားမထစ်ပါဘူးအဲစသဖြင့်ဒီလို positive ဖြစ်တဲ့စကားတွေပြောပေမဲ့လေ तू အစကပေးခဲ့တဲ့စိတ်ဓာတ်ရတဲ့ဟာကလေးတွေရဲ့ရင်ထဲမှာဆွဲသွားပြီဖြစ်တဲ့အကြောင်းမလို့ तू ဒီလို၅လတိတိပေါ့နော် तू လှုပ်ခဲ့တဲ့ तू ပေးခဲ့တဲ့စိတ်ဓာတ်ရတဲ့ဟာ သူဒီလို၃ချိန်တတီပြန်သွားပြီးတော့ကလေးတယောက်ချင်းစီကိုဒီလို positively ဒီလိုမျိုး therapy တွေပြန်လုပ်ပေးတယ် speech therapy တွေပြန်လုပ်ပေးပေမဲ့လည်းကလေးရာထင်သလောက်မတိုးတက်လာခဲ့ဘူးလို့သိရပါတယ်အဲ့ဒီအချိန်မှာနောက်ဆုံးမှာတော့ Mary ဟာလည်းလက်လျှော့လိုက်ပြီးတော့သူဆက်ပြီးတော့မသွားတော့ဘူးပေါ့နော်ဒါပေမဲ့သူတို့ဘာတိသွားလဲဆိုရင်ကလေးတွေပေါ်မှာဒီလိုမျိုးမကောင်းတဲ့ negative တွေเนาะဒီလိုမျိုးတင်ငယ်အောင်နေအပြင်နောက်ယုံကြည်မှုမရှိအောင်နေပြောဆိုဆက်ဆံပြီးလို့ရှိရင်ကလေးတွေစိတ်တန်ရာရသွားပြီးတော့မှ အာပေါ်တော့ရုတ်တရက်ကြီးပြန်ပြီးတော့နေကောင်းပါတယ်နေကအဆင်ပြေပါတယ်လို့လုပ်ရင်ဒီအရှိမရခဲ့ပြီးသားတန်ရာတွေဟာအချင်းချင်းဘယ်လိုမှပြန်မကောင်းနိုင်ဘူးပေါ့နော်ဟိုလုတ် သူတို့ဖြက်စီးလိုက်တာကမြန်နေလွယ်တယ်ပြန်ပြုတ်ပြင်ဖို့ကပူကြပြီးပူခက်ခဲတယ်ဆိုတော့ပါသူတို့တီးလိုက်ရပါတယ်အဲ့တော့ဒီ professor ဟာဆိုရင်သူတို့ရဲ့ဒီစမ်းသပ်ချက်ကြီးကိုတော့ငါတို့ကဒီလိုစမ်းသပ်ချက်တွေလှုပ်ထားလို့အဖြေတီးရပါတယ်အဲ့ဟာကြောင့်မလို့ဒီမှာကလေးလာတွေ့ရှိချက်အဖြေတွေအရာဒီလို positively လူတွေကိုဆက်ဆံတင်ပါတယ်အာဘောနော်ဒီလိုမျိုးကောင်းတာတွေပြောတင်ပါတယ်ကလေးတွေရဲ့ငယ်ရွယ်တဲ့ဘဝမှာမိဘတွေရဲ့အားပေးမှုဟာသူတို့ရဲ့တိုးတက်မှုကိုတိုက်ရိုက်အချိုးကျပါတယ်ဆိုတဲ့ဟာတွေကိုဒီလို လိလာတွေ့ရှိစူးစမ်းချက်တွေနဲ့ဒီလိုဖြေ result တွေနဲ့ချပြလို့မရဘူးအဲ့တော့သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒီမိဘတွေကိုစမ်းသပ်ကြည့်ပါနင်တို့ရဲ့ကလေးတွေအင်အားကလေးတွေကစကားထစ်ဆပြုလာရင်ဖြစ်စေဒါမှမဟုတ်လေတခုခုပေါ့နော်ဒီလိုချုပ်ရင်ချက်တခုခုအမြင်ရပြီဆိုရင်အဲ့ချုပ်ရင်ချက်ကြီးကိုအပြစ်လို့မထောက်ပြဘဲနဲ့မိဘတွေဒီလိုဆရာသမားတွေကအားပေးပြီးတော့နော်ဟိုပေါ့အားပေးစကားပြောအားပေးပြီးတော့ဒီဒီချုပ်ရင်ချက်ကြီးကို ဘာမှမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးဆက်ဆံပြီးတော့လှုပ်ကြည့်ပါအဲဆိုရင်တိုးတက်မှုရှိမယ်ဆိုပြီးသူဟာဒီမိဘတွေကြောင်းဝဆရာဆရာမတွေကိုဟိုလိုမျိုးတင်းနှန်းနေပြီးတယ်။သူပြောတဲ့အတိုင်းပဲမိဘတွေကလှုပ်ကြည့်တဲ့အခါမှာလေတကယ်ကိုတိုးတက်မှုတွေရရှိခဲ့တဲ့တကြောင်မလို့ဒီ ဝန်ဒယ်ဂျွန်ဆန်ဟာဆိုလို့ရှိရင်တော့ဒီ theory နဲ့ပတ်သက်ပြီးသူဟာအများကြီးလူတွေရဲ့ချီးမွမ်းပြောဆိုတာခံရတယ်။ဒါပေမဲ့သူ့ရဲ့ဒီလိုမျိုးချီးမွမ်းပြောဆိုခံရတဲ့ဒီနီလန်းဟာဆိုလို့ရှိရင်နောက်ကွယ်မှာကလေး22ယောက်ရဲ့ရေကိုစိုးဝါတဲ့အတွေ့အကြုံတွေဝန်းနေစရာအတွေ့အကြုံတွေနဲ့လဲပြီးရခဲ့တဲ့အသိပညာတွေဆိုတာကတော့ဘယ်သူမှမသိခဲ့ကြပါဘူး။ ဒီ research ပေါ့နော်ဒီလိုမျိုးစမ်းသပ်လေ့လာခဲ့ရတယ်ဆိုတော့ monster study ကိုသူတို့ဟာဝတ်ထားတယ်ဘယ်သူမှမပြောပြဘူးဆိုရင်စူဇန်ကဘလို့သိရလဲဆိုလို့ရှိရင်တော့1942ခုနှစ်ကနေပြီးတော့မှ62နှစ်ကြာ2000ခုနှစ်ကိုရောက်တဲ့အခါမှသာလင်းစူဇန်ကသိရတာဖြစ်ပါတယ်အဲ့ခါမှာ Jim Dyer ဆိုတဲ့သတင်းထောက်တစ်ယောက်စီကိုသတင်းတစ်ခုရခဲ့တယ်။အဲ့ဒါသတင်းပေးတဲ့လူကတော့သူကဘာပြောလဲဆိုလို့ရှိရင်ဒီတက္ကသိုလ်ရဲ့ဒီလိုမျိုးစာရွက်စာရင်းတွေတိမ့်တဲ့နေရာမှာသူဒီ Monster Study ဆိုပြီးတော့ပေါ့နော် research တွေ thesis တွေလုပ်ထားတဲ့စာရွက်စာရင်းတွေကိုသူတွေးလိုက်ပါတယ်ပေါ့နော်။အဲ့ဒါအင်းနဲ့ပတ်သက်ပြီးတော့ပေါ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့အရင်လဲရက်ဆက်တဲ့ research တစ်ခုဖြစ်တဲ့အပြင်ကိုအစမ်းသက်ခံရတဲ့သူတွေရဲ့ ခွင့်ပြုချက်တွေဘာတွေယူထားတာမရှိဘူးဆိုပြီးပြောခဲ့တယ်အဲ့အခါမှာဒီသတင်းတောက် Jim Dyer ကလည်းတွားပြီးတော့လေ့လာခဲ့တယ်ပြီးလို့ရှိရင်သူဟာဒီ research ကြီးကိုသူဟာ ဒီပြည်သူတွေအားလုံးကိုတည်သွားအောင်လူမျိုးပေါ့နော်ချပြခဲ့ပါတယ်။အဲ့အခါကျမှဒီ IOWA တက္ကသိုလ်ကနေပြီးထိမ့်သိမ်းထားတဲ့စာရဲစာရဲနေအကြောင်းကိုလူတွေဟာတည်သွားခဲ့တယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီသတင်းတော့ကလည်းဒီပေါ့နော်ဒီစံတက်မှုထဲမှာပါဝင်ခဲ့တဲ့ကလေးလေးတွေကိုသူတွားပြီးတော့အာလိုက်ရှာတယ်ပေါ့နော်။အသက်ရှိသေးလားရှိသေးလို့ရှိရင်လည်းဘယ်မှာနေလဲစသဖြင့် လိုက်ရှာမိဘမဲ့ចောင်းကနေတဆင်လိုက်ရှာပြီးတော့သူတို့ကိုသွားတွေ့ခဲ့တယ်။အဲအချိန်မှာဆိုရင်သူရှာဖွေတွေ့ရှိသမျှလူဆိုလို့ရှိရင်အကုန်လုံးဟာအသက်80ဝန်းကျင်နီးပါးဖြစ်နေပြီပေါ့နော်။အဲအခါကျမှသူတို့ဟာသူတို့အသက်80ရောက်တော့မှသူတို့ဟာတကယ်တမ်းဒီလိုမျိုးရက်ဆက်တဲ့စမ်းသပ်မှုကြီးတခုမှသူတို့ကမတိပဲနေပေါ့နော်။ပါဝင်ခဲ့ရပါလား။သူတို့မှတကယ်တမ်းဒီလိုစကားပြောတဲ့ ပြဿနာတွေစကားထစ်တဲ့လက္ခဏာတွေဟိုအားနေချက်တွေမရှိဘဲနဲ့တသက်မဲ့လူတွေကဒီ Mary ကဒီလိုမျိုးဖြစ်အောင်ဒီလိုခံစားရအောင်လှုပ်သွားတာပါလားဆိုပြီးသိပြီးတော့အရန်ကိုဟိုစိတ်မကောင်းလည်းဖြစ်ကြတယ်ပေါ့နော်တချို့လည်းစိတ်ဆိုးကြတယ်ဘာလို့တချို့ဆိုလို့ရှိရင်ဒီတဘွားလုံးမှာစကားထစ်တာတော့မဟုတ်ပေမဲ့လူတွေကိုစကားပြော မဲဆိုရင်သူတို့ဟာစကားမပြောရတဲ့ပြဿနာတွေကိုကိုကိုယုံကြည်မှုမရှိဘူးပြီးရင်ကိုကိုကိုငါညံ့နေငါကစကားပြောမတော်ဘူးငါစကားအများကြီးပြောရင်လူတွေကငါ့ကိုစကားထစ်တာတိတော်တော့မှာပဲဆိုရဲဆိုရင်ဘူပန်မှုတွေနဲ့တသက်လုံးနေခဲ့ရလို့လည်းသိရပါတယ်ဒီလိုမျိုးစမ်းသပ်မှုကြီးကိုလူတွေကလည်းသိတဲ့အခါမှာအစိုးရကနောက်ဆုံးမှာတော့ လောက်ခံခဲ့ရတဲ့ကလေးရဲမှာလက်ရှိအသက်ရှိထင်ရှားကျန်ခဲ့တဲ့ကလေး9ယောက်ပေါ့အခုချိန်မှာအဲ့အချိန်မှာတော့အသက်80ကျော်နေတဲ့သူ9ယောက်ကို US dollar 9500နဲ့ညီညာတဲ့စုချင်းငွေကိုစုချင်းမြင့်ခဲ့လို့လည်းသိရပါတယ်။ဒီမယ်ရီနဲ့ Mr. Johnson နဲ့ကိုဒီလိုမျိုးခွင့်ပြုချက်မရှိဘဲနဲ့ရက်ဆက်တဲစမ်းသပ်မှုကြီးကိုကလေးတွေ22ယောက်ပေါ်မှာလှုပ်ခဲလို့အားလုံးကဝိုင်းပြီးအပြစ်တင်ပြောကြပေမဲ့ ဒီစံသက်လေးလာမှုကြောင့်မလို့ကလေးပေါင်းတန်းနဲ့ချီပြီးတော့လဲအကျိုးကျေးဇူးရခဲ့တာလည်းရှိပါတယ်။အဲဒါကြောင့်မလို့စွန်းတို့တိလိုက်ရတာဟာဒီခေတ်ကြီးမှာဆိုလို့ရှိရင်စွန်းတို့အခုသိရှိနေတဲ့အရာတွေအခုစွန်းတို့လက်ဝယ်ရှိတဲ့အရာတွေဆိုတာတချို့သောသူတွေတချို့သောတရှိသတော်ဝါလေးတွေရဲ့မျက်ရည်တွေဝမ်းနည်းမှုတွေအာငါကျင်မှုတွေနဲ့စတဲ့ပြီးတော့ရထားတာဖြစ်တဲ့တကြောင်မလို့တကယ်ကိုတမိုးထားမယ်အရာတွေဖြစ်ပါတယ်။ ဒီ case လေးကတော့ဒီမှာပဲပြီးသွားပါပြီတကယ်လို့များပေါ့နော်ဒီလိုမျိုးမတိုးတက်ခင်အချိန်နေဟိုးရင်တော့ကနေပြီးတော့တဖြည်းဖြည်းနဲ့ပေါ့နော်စံတက်မှုတွေလူတွေကိုခွင့်ပြုချက်မရပဲဒီလိုမျိုးတနာညာတောင်မှုမဲ့စွာစံတက်ခဲ့တဲ့စံတက်မှုတွေအများကြီးရှိပါတယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်စူဇန်အခွင့်အခါကြုံတိုင်းတစ်ခုပြီးတစ်ခုဒီလိုစံတက်မှုတွေအကြောင်းကိုတင်ပြပြသွားမှာဖြစ်ပါတယ် နားဆင်နေသူတွေအားလုံးစိတ်နဲ့မေလို့စံထင်ပါရယ်အားလုံးနားဆင်နေသူတွေဘယ်နေရာမှာပဲရှိနေရှိနေကိုရောစိတ်ပါစမ်းမချမ်းသာပြီးတော့ဘေးကင်းပါစေကျွန်တော်နောက်တနေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတား